မင်္ဂလာပါရှင်။ငားရဲ့ငားလာမှာ၁၇ရက်ငားလာ2025တပတ်တာတနင်္ဂနွေသားသမီးချင်းမေဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တနင်္ဂနွေသားသမီးချင်းမေဆွေဒီတပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့အခက်အခဲတွေတစ်ခုပြီးတစ်ခုကြုံရတတ်တယ်။နောက်ပြီးတော့အလုတ်ကိစ္စမှာလည်းပဲစကားပြောဆိုတဲ့အခါအနေငယ်ပြဿနာလေးတွေရှိတယ်လို့တွေ့ရတယ်။ဒါကြောင့်ဝေးဆက်ပါနော်။ တန်မိုးကြီးသောပစ္စည်းများထွက်တတ်ပါတယ်အဲ့တော့ထွက်တယ်ဆိုတာကမိမိကအသုံးလူလူထွက်သွားရင်တော်ရဲ့အဲ့ဒီလူမျိုးမဟုတ်ပဲတဲ့ပစ္စည်းတွေပျောက်တာနောက်ပြီးတော့အခိုးခံရတာဒီလိုတွေဖြစ်တတ်ပါတယ်မိษွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အကူအညီတောက်ပံ့ကောင်းတွေရဖို့ဖြစ်နေပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရများစီစဉ်တကြအစီအစဉ်မှုတွေအရန်ကောင်းနေနောက်တစ်ခုကအိမ်ဝယ်မယ်ဆိုပြီးတော့လုပ်ထားတဲ့ကိစ္စလေးတွေလည်းဝယ်ပြစ်သွားမယ်လို့တွေ့ရပါတယ် ချိန်မြူသားချင်းနဲ့ပတ်သက်ပြီးတော့ဝမ်းနည်းစရာထိခိုက်စရာကြည်ကွင်းစရာမျိုးတွေကျင်းဝတ်တတ်ပါတယ်။ရန်အတိုက်ခဲရှိနေတဲ့တတိထားပါနော်မိမိကိုမနာလိုတဲ့သူမိမိကိုပြန်ဆိုင်နေတဲ့သူမိမိကိုတိုက်ခိုက်နေတဲ့သူဒီလိုလေးတွေရှိတဲ့အတွက်ကြောင့်ဘာသာရေးကိုအရင်ကထက်ပိုပြီးတော့လုပ်စီချင်ပါတယ်။အချိန်ကြီးနဲ့ပတ်သက်ပြီးတော့ပြိပခါတွေဖြစ်တဲ့တယ်အဲ့တော့ပြိပခါဆိုတာအစင်မပြေမှုတွေစတိုင်ကျင်းဝတ်တတ်တယ်အချိန်ကြီးနဲ့ပတ်သက်ပြီးတော့ ချစ်သူနဲ့မိမိနဲ့ကြားထဲမှာအထင်လွဲစရာအကြောင်းတစ်ခုမဟုတ်ဘူးကျွန်တော်တက်တယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ကမိမိအပေါ်မှာလူလီသေးမရှိမိမိအပေါ်မှာပံမှုပေးတာထောက်ပံ့ပေးတာဒီလူလီတွေ့ရပါတယ်ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါဖြစ်တတ်တဲ့ယောဂဝေဒနာဟာဒူးကောင်းနေအကျောညက်သွားတာဒါမှမဟုတ်ရင်လည်းခြေထောက်တွေအထိုင်အထမကောင်းတာဒါလေးတွေဖြစ်တတ်ပါတယ် အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုရင်အလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်တည် အလုံးလို့ရတာအခက်အခဲလေးတွေရှိတယ်၊ပြဿနာလေးတွေရှိတယ်၊စကားလေးတွေပြောဆိုနေရတယ်၊ဒီအတွက်ကြောင့်ပူပန်နေရတယ်၊ဒါကြောင့်မငြိမ်းချမ်းသေးပါ။ကံနဲ့ပတ်သက်ပြီးတော့ကံအားနေပါလေသူ့ပြင်မဲ့ထီထူးကန်ဆန်းကျင်နေဆိုရင်တော့တစ်တလုံးထီထူးကန်ဆန်းလို့ရပါတယ်။ဝီကြီးလက်လာပါများပွန်လန်းစီမဲ့တပတ်တာလို့တွေ့ရပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပုံမှန်မှုတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ခရီးသွားမဲ့ကိစ္စတွေပြည်တွင်းမဲ့ဖြစ်ဖြစ်ပြည်ပပဲဖြစ်ဖြစ်ဒီလိုလုပ်ထားတဲ့ကိစ္စရဲ့မှန်သမျှခရီးနဲ့ပတ်သက်တဲ့ကိစ္စရဲ့မှန်သမျှအစဉ်ပြေစီတဲ့အောင်မြင်စီတဲ့ချောမွေ့စီတွေလို့တွေ့ရပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ဖြစ်စီတဲ့ရည်ရွယ်ကောင်းလေးဆရာမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရွယ်က ဘယ်မျက်မစိုးငှက်ငါးကောင်လှုပ်ပေးပြီးတော့မိမိခက်ခဲနေတဲ့အရာတွေအားလုံးကိုအစီအပြေအောင်မြင်သွားမယ်လို့တွေးရပါတယ်ရှင်။မင်္ဂလာပါရှင်။ငားရဲ့ငားလာမှာ၁၇ရက်ငားလာ2025တပတ်တာတနင်္လာသားသတိချင်းပေးဆွေရဲ့အလုပ်ကိန်းကဒီစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။ ဒီနေ့လာသားသမီးချင်းမဆွေအလုံးနဲ့ပတ်သက်ပြီးတော့အင်မတန်မှကံအားကောင်းနေပါတယ်မိမိပြောဆိုတဲ့အတိုင်းမိမိလုပ်ချင်တဲ့ဆန္ဒအတိုင်းလုပ်ငန်းကိစ္စအဝဝအောင်မြင်စေမဲ့တပတ်တာလို့မြင်ပါတယ်ရောင်းရင်းဝယ်ရအဖျားပြားဆိုရင်လည်းရောင်းပန်းဝယ်ပန်းဒီပွင့်လန်းစေမဲ့တပတ်တာပါတမိုးကြီးရဲ့ပစ္စည်းတွေထွက်တတ်ပါတယ်ဒါကတော့မိမိအနေနဲ့အိမ်ရောင်းချင်တာဒါမှမဟုတ်ရေမြေရောင်းချင်တာဒါမှမဟုတ်ချန်ဝိုင်းတွေရောင်းချင်တာ ဒါမှမဟုတ်ကားရောင်းချင်တာဒီလိုမျိုးတန်ဖိုးကြီးရဲ့ပစ္စည်းကိုရောင်းထွက်စီတယ်လို့တွေ့ရပါတယ်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့ကူညီမှုတွေထောက်ပံ့မှုတွေပံ့ပိုးမှုတွေရရှိစေမယ့်တပတ်တာပါ။အိမ်နဲ့ပတ်သက်ရင်တော့အရင်စိတ်ရှုပ်နေရပါလိမ့်မယ်။အိမ်ပေါ်မှာစိတ်တိုင်းနေမကြတာအိမ်ကလည်းပြပြပြောရင်လက်မခံတာမျိုးလေးဖြစ်တတ်ပါတယ်။ရှင်မြူသားချင်းစီကမထင်မှတ်တဲ့အကူအညီတောက်ပံ့ကောင်းတွေရဖို့ရှိနေပါလေ ရန်အနီရဲ့တိုက်ခိုက်လုံးဝလုံးဝမတွေ့ရပါဘူးရှင်။အချီးအင်းနဲ့ပတ်သက်ပြီးတော့မျက်နှာအင်တန်ပွင့်နေတယ်၊လူကြည့်လူခင်ပေါ်နေတယ်၊ချစ်သူရှိနေတဲ့သူဆိုရင်တော့ပြဿနာရှိတာပေါ့နော်။ချစ်သူရှိနေပါလျက်နဲ့အခြားသူတွေရဲ့စိတ်ဝင်စားခြင်းကိုခံရတတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ကမိမိအပေါ်မှာငွေကြေးတော်၎င်း၊လုပ်ငန်းကိစ္စတော်၎င်းဒီလိုအကြံဉာဏ်ကောင်းလေးတွေအပြည့်အဝပေးလာမယ်လို့တွေ့ရပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ရေးစူးစူးလုံးဝမရှိပါဘူးရှင်။ယခင်ကနေ့ကကျမ်းမာရေးယောဂဝေဒနာခံစားနေရတဲ့တနင်္လာသားသမီးချစ်မိစွေဆိုရင်ဒီတစ်ပတ်မှာအနာနယ်ဆီးနဲ့တွေ့မိ၊ဆရာကောင်းသမားကောင်းတွေ့ပါမိ၊စီကူတာမှုအောင်မြင်စေမဲ့တပတ်တာလို့မြင်ပါတယ်။အေးချမ်းချင်းငြင်းချမ်းချင်းတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ မိမိသည်ဘာလေးပဲလုံလိုက်လုံလိုက်ကိုလုံရတဲ့ကိစ္စလေးတွေမှာအခက်ခဲလေးတွေကြားနေပြီးတော့မှရင်ဆိုင်ကြုံတော့ရပဲကိစ္စလေးရှိတဲ့အတွက်ကြောင့်မအီချမ်းသေးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်။ထီတို့ကံဆန်းပဲဆိုရင်တော့6တလုံးထီတို့ကံဆန်းလို့ရပါတယ်။ဝင်လာတော့ငွေကြီးတွေမိမိလက်ထဲမှာဆိုရင်အဖက်မတည်တတ်ဘူးဒါကြောင့်မိမိကတကယ်လုံးချုံစိတ်ချရတဲ့နေရာတွေမှာထားမယ်ဆိုရင်ပုံပြီးတော့မှအဆင်ပြေပါတယ် အာနုနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးဒါပေမဲ့ကိုလှုပ်ရတဲ့ကိစ္စလေးတွေကိုပြောရတဲ့ကိစ္စလေးတွေဆိုရင်တစ်ချိန်တစ်ခါတည်းမပြီးပဲနဲ့နှစ်ချိန်နှစ်ခါပြောဆိုရတာမျိုးလေးတော့ကျွန်ဝတ်တက်ပါတယ်ဒီတော့တနေ့မှာသာသမီချင်းမိတ်ဆွေတွေကံထောက်ဖက်ဖြစ်စေတဲ့ရေရာကောင်းကြီးဆရာမပေးချင်ပါတယ်တနင်္လာသားသမီးချမိဆွေပြုလုပ်ဆောင်ရွက်မယ့်ရည်ရည်အားကတန်ဃာတော်ကို နန်းကြီးတုံးလူတန်းချင်းဖြင့်ဆုံးလောင်းလူချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လည်သွားမိလို့တွေ့ရပါတယ်ရှင်။9ရက်9လမှာ17ရက်9လတပတ်တာအင်္ဂါသားသမီးချင်းပြည်ဆွေရဲ့လောက်ကန်ကလည်းစတင်ဟောပြောပြပါပဲဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းပြည်ဆွေအလောက်ကန်ဒီအရန်ကောင်းနေ အလုံနဲ့ပတ်သက်ပြီးတော့နေရာကောင်းတွေလေးရတဲ့အရောင်းဝင်တဲ့ပတ်သက်ပြီးဆိုရင်လည်းရောင်းပန်းဝပန်းတွေပွင့်လန်းစီတွေမိမိကဘာလေးပဲရောင်းလဲရောင်းလိုက်အရောင်းဝင်ကောင်းနေပေတပတ်တောင်လူတွေ့ရပါတယ်တန်ဖိုးကြီးသောပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိစေပေါင်းတဲ့ပတ်သက်ပြီးတော့အကူအညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေတယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စ၊သင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအလွန်ကောင်းနေပါတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်စရာစိတ်ညစ်စရာတစ်ခုပြီးတစ်ခုကြုံရတတ်ပါတယ်ကျန်အန်ဒီရေစူးစူးဝါမရှိပါဘူးရှင်မိမိကအချစ်သူခင်သူတွေပေါ်နေတဲ့တပတ်တာလို့လည်းမြင်ပါတယ်အချီအင်းနဲ့ပတ်သက်ပြီးတော့အင်းဒီမေညင်းဒီမေအီးစစီလေးဖြတ်တန်းနေရမယ်အင်တော်ကြီးနဲ့ပတ်သက်ရင်အလူတန်းလေးတွေမိသားစုလိုက်လုံဆောင်နေရတာမျိုးကြုံတွေ့ရမှာပဲဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့စူးစူးမရှိဘူးတို့ပေမဲ့အီးပတ်တာ ဒါလေးတော့ခန်းစားတည်းဒါကြောင့်အနေတိုင်းပြုဆိုင်ပါလုံးအေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမဲ့တပတ်တာလို့မြင်ပါတယ်။ကိုလှုပ်ဆောင်ရမယ့်တိစရက်ဒီအစီအစဉ်တကြနဲ့ပုံစံလေးချပြီးတော့လှုပ်ဆောင်နိုင်မယ့်ထင်ပါပါပါလိမ့်။ဆာရွက်စာရက်နဲ့ပတ်သက်တာစာချုပ်စာရက်နဲ့ပတ်သက်ပြီးတော့ချုပ်ဆိုတဲ့ကိစ္စလက်မှတ်ထိုးတဲ့ကိစ္စမှာ အမှားအယွင်းလေးတွေဖြစ်တဲ့တဲ့ဒါလေးကိုတော့သတိထားပါနော်။ ကံနဲ့ပတ်သက်ပြီးတော့ကံအားအနော်ကောင်းနေပါတယ်။ထီထူးကံဆန်းကျင်နေဆိုရင်တော့ငါးတလုံးထီထူးကံဆန်းလို့ရပါတယ်။ငွေကြီးကိစ္စကြီးခေါင်းရှုပ်ရတယ်။အဲ့ဒါကရရရရှိတာရောပေးရရှိတာရောအင်မတန်ခေါင်းပူနေတဲ့ခေါင်းရှုပ်နေတယ်လို့တွေ့ရပါတယ်။အခုနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာခြုံငုံပြီးကြည့်လိုက်တဲ့အခါအတိုက်ခံနေကြရတယ်ဖောက်ထွက်ပြီးအောင်မြင်စင်ပဲတပတ်တာလို့မြင်နေပါတယ်။ဒီတော့အင်္ဂါသားသမီးချင်းပြီးဆွေတွေကံထောက်ဖက်ဖြစ်စီတဲ့ရေရာကောင်းလေးဆရာမပေးချင်ပါတယ်။ အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရည်ရာကမိမိနေင်္ဂါဘုရားမှာသမင်းနေပြောင်းမှုကြောင့်နေစက္ကန့်လူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာ အလုံးစုံပြည့်လည်သွားမည်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။9ရက်9လ2025မှာ17ရက်9လ2025တပတ်တာဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ ဗုဒ္ဓဘုရားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ပြဿနာအနေငယ်ရှိတယ်ခရုစိုက်ပါနော်အထက်လူကြီးအကြီးကင်းများရဲ့ညှိုးတော်ခံတတ်ပါတယ်ဒါကြောင့်တတိထားပါတန်မှုကြီးရဲ့ပစ္စည်းတွေထွက်တတ်ပါတယ်အရေးကြီးသောဆာရွက်စာတမ်းများပျောက်တတ်ပါတယ်ခရုစိုက်ပါနော်ဘိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေအကူအညီကောင်းလေးတွေထောက်ပံ့ကောင်းလေးတွေရဖို့ရှိပါတယ်။မြေကိစ္စအမွေအနှစ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေစကားပြောဆိုတဲ့အခါအောင်မြင်စေဖက်တပတ်တာပါ။ အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါမယ်။အိမ်အယောင်းဝယ်လုပ်တာအိမ်နဲ့ပတ်သက်ပြီးတော့အိမ်ငှားတာနောက်အိမ်နဲ့ပတ်သက်ပြီးတော့အိမ်ပြင်တာအိမ်ဆောက်တာဒီလိုကိစ္စလေးဆောင်ရွက်တဲ့အခါမှာအဆင်ပြေအောင်မြင်စေဖက်တပတ်တာပါ။ဆွေမျိုးသားချင်းစီကနိုင်တဲ့တဲ့ကြားတပါတဲ့။ရန်အနေနဲ့တိုက်ခိုက်ရှိနေတဲ့ဂိမ်းဆိုင်ပါနော်။မိမိသွားတဲ့လာတဲ့နေရာပြောဆိုတဲ့အခါမှာပို့ပြီးတော့သတိလေးထားစေချင်ပါတယ်။ ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့စူးစူးရှိတဲ့ website ပါနော်။စီးဥစီကန်တွေပြရတဲ့တည်းအချိန်ချင်းခါခါပြနေရတယ်။တခါတည်းမပြီးတာမျိုးလေးဖြစ်တဲ့တည်းပို့ပြီးတော့ငွေကုန်တာမျိုးလေးလည်းကျွမ်းဝတ်တတ်ပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိကိုယ်တိုင်အပြင်ကိုအကြီးအကဲတွေအတွက်ပူပန်နေရမယ်လို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေပါတယ်။ထီထူးကံဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထူးကံဆန်းလို့ရပါတယ်။ ငွေကြေးကိစ္စကြီးစကားပြောဆိုတဲ့အခါမှာအဆင်ပြေလာပါလိမ့်မယ်။အဲ့တော့ငွေကြီးစကားပြောဆိုပြီးဆိုရင်မိမိအနေနဲ့အဆောင်ကောင်းလေးဆောင်သွားပြီးမှပြောဆိုရဲဆိုရင်ပို့ပြီးတော့ထိရောက်ပါတယ်။အဲ့ဒါကတော့ဘာလေးဆောင်သွားမလဲဆိုရင်မိမိရဲ့ပတ်စံအိတ်ထဲမှာငွေတစ်ထောင်နဲ့အစ်စ်ကလေးတစ်ရွက်ကိုရင်းမွေးလေးဆွပြီးတော့ဆောင်သွားရင်ငွေကြီးကိစ္စစကားပြောဆိုတဲ့အခါအဆင်ပြေစေပါလိမ့်။ ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းနေပါတယ်။ထီခုထီရိုးကန်ဆန်းခြင်းနဲ့ဆိုတော့နှစ်တလုံးထီတို့ကန်ဆန်းလို့ရပါတယ်။လက်လာပါလေပွန်လန်းစင်ပဲတပတ်တာလို့တွေ့ရပါတယ်။အဲတော့အားလုံးကိုချုံကုန်ပြီးတော့ဆရာမကြည့်လိုက်တဲ့အခါမှာဒီတပတ်လုံးကိုကြည့်လိုက်တာဗုဒ္ဓဦးသားသမီးတွေမိမိကကျမ်းမာရေးနဲ့ပတ်သက်တဲ့ဝေဒနာလေးကိုပို၍ပြုဆိုင်စေခြင်းပါတယ်။ဒီတော့ကံထောက်ပတ်ဖြစ်စေရေရာကောင်းလေးဆရာမပေးခြင်းပါတယ်။ ဗုဒ္ဓဥဒသမီးချစ်မိဆွေပြုလူဆောင်ရွက်မဲ့ယတရာကကြောင်ကလေးတွေကိုအစာဝဝလေးလေးကျွေးပြီးတော့ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာပြည်လေသွားမိလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။9ရက်9လ2015မှာ17ရက်9လ2015တပတ်တာကြာသာပရိသတ်သမီးချင်းမိဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်။ကြာသာပရိသတ်သမီးချင်းမိဆွေအလုပ်မှာမိမိအနေနဲ့ တကယ်လို့ဆောင်နေတဲ့အခါမှာအခက်အခဲတွေကြုံရတယ်ဆိုပေမဲ့အောင်မြင်မှုတွေကိုရရှိစေမယ့်တပတ်တာလို့မြင်နေပါတယ်။တန်မိုးကြီးသောပစ္စည်းများဝင်လာမစေရောက်ရှိလာမှာပဲတွေ့ရပါတယ်။မိစေပေါင်းတဲ့ပတ်သက်ပြီးတော့ချစ်သူခင်သူတွေပေါ်လာမယ့်တပတ်တာပါ။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်များစီစဉ်ညွှန်ကြားတဲ့အခါအစီအပြေပင်အောင်မြင်စေပင်မိမိအနေနဲ့အိမ်ဝဲချင်တာလားအိမ်ရောက်ချင်တာလားဒီလိုကိစ္စတွေစကားပြောဆိုတဲ့အခါမှာလည်းကိုပြောတဲ့အတိုင်းပဲနှုတ်ကလည်းအဝစင်းရွှေပြီးတော့မှထိထိရောက်ရောက်ပြောနိုင်တယ်လို့တွေ့ရပါတယ်စီဝသားစီစီရသတင်းကောင်းတွေကြားတပါရီအကူညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိစီမဲ့တပတ်တာလို့မြင်ပါတယ်။ရဲအရင်ရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ အခြေအနေနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်လန်းနေပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာရသောအိမ်တော်ကြီးလိုမြင်နေပါတယ်။ကျမကြီးရဲ့ပတ်သက်ရတော့ view site ပါအထိုက်အထမကောင်းတာလေးဖြစ်တတ်ပါတယ်အဲ့တော့အဓိကတော့ခါချောညက်တာနောက်ပြီးတော့တင်းမဆုံချောညက်တာလေးတွေကိုသတိထားပေးပါနော်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့ မိမိထက်သူတစ်ပါးကိစ္စတွေကိုအမြဲတမ်းပုံပန်နေရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့မအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားနေပါတယ်။ဒုဗိမဲ့ထီထိုးကံဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးကိုထီထိုးကံဆန်းလို့ရပါတယ်။ငွေကြီးလက်လာပါများပွင့်လန်းစီပဲတပတ်တာရှင်လန်းစီပဲတပတ်တာမှပြုံလီသောငွေအစုလိုက်ပုံလဲရဖို့လဲတွေ့နေရပါတယ်။အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာလေးချုပ်ကိုပြီးကြည့်လိုက်တဲ့အခါမိမိသည် ိုပါလေးပဲလုံလို့ကိုလုံးတဲ့ကိစ္စရတဲ့အချိန်အဖက်ပကန်လေးကိုညီကောင်ထောက်ပံ့ကောင်းနေရဘူးတော့ရှိတယ်။ဒို့ပင်ပဲကိုကလုံလိုက်တော့မေးဆိုတာနဲ့အဖက်ပေါင်းစုံပေါ်လာတတ်ပါတယ်။ဒါတော့ဘလို့အဖက်မျိုးပဲရှိနေပါစေဘလို့အခက်ကဲမျိုးပဲရှိနေပါစေလုတ်ဆီယာရှိတဲ့ကိစ္စကိုဒီဇိုင်းမဘက်ကလေးလုတ်ဆောင်သွားပြီဆိုရင်ပို့ပြီးတော့အောင်မြင်စေမဲ့တပတ်တာပါဒီတော့ဂျာတာဘီတာသမီးချင်းပြည့်စုံတွေကံထောက်ဖတ်ပြည့်စုံတွေရေရေအောင်လေးဆရာမပေးချင်ပါသေးတယ် ဇာတာပိသားသမီးချင်းပိဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရရလေးကမိမိရဲ့အိမ်ဖျားတော်၎င်းဝေးနေတော်တော်၎င်းထီးဖြူအသေးလေးတွေငါလက်လူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာပြည်လေသွားမိတို့တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။9ရက်9လ2025မှာ17ရက်9လ2025တပတ်တာတောက်ကြသားသမီးချင်းပိဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါလိမ့်ရှင်။ တောက်ကြသားပြီးချင်းပြီးဆွေအင်မတန်မှအလုတ်ကံဒီကောင်းနေပါတယ်အလုတ်မရသေးတဲ့သူကလည်းအလုတ်ရဖို့ရှိနေပါတယ်ငွေကြီးကိစ္စလေးလည်းအဆင်ပြေပဲတပတ်တာလို့မြင်နေပါတယ်တံမိုးကြီးသောပစ္စည်းများ ဝင်လာဖို့ရှိနေပါတယ်ခီးကံလေးရံကောင်းနေတယ်မမျော်လင့်တော့ခီးလေးတွေသွားတက်တယ်အဲ့ဒီခီးဟာပျော်ရွှင်ဝယ်ရခီးဖြစ်တတ်ပါတယ်အိမ်ကိစ္စတွေစီစဉ်ရတဲ့အခါမှာခေါင်းရှုပ်စရာအာရုံနှောက်စရာလေးကျင်းဝတ်တတ်ပါတယ် ရန်အန်ဒီရဲ့တိုက်ခိုက်လုံးဝလုံးဝမတွေ့ရပါဘူးရှင်။အချီးနဲ့ပတ်သက်ပြီးတော့အချစ်တစ်တီတူလာတဲ့တဲ့မျက်နှာအရင်ပွေနေတဲ့အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာရတော့အိမ်တော်ကြီးတို့မြင်နေပါတယ်။ကျမကြီးနဲ့ပတ်သက်တော့ဂရုစိုက်ပါအဓိကတော့ကျမကြီးကကိုလက်နိုင်ချေကြိုက်ခဲတဲ့ဝေဒနာလေးခံစားရတဲ့ပါလေအေးချမ်းမှုညေးချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့ ပါဠိပဲလို့လို့အမြဲတမ်းသဲတိရေပိုလေးတွေလောက်ရတာမျိုးလေးဖြစ်တတ်ပါလေ။ကံနဲ့ပတ်သက်ရင်တော့အားနေပါလေ။တို့ပဲပဲထီထိုးကန်ဆဲခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးထီထိုးကန်ဆဲလို့ရပါလေ။ငွေကြီးလက်လာပါများဖွလန်းလာမေသူ့ပြင်မဲ့မိမိလက်ထဲမှာငွေမပြဲတာမျိုးလေးဖြစ်တတ်တယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါကိုကိုတိုင်းကလည်းပဲတစ်ဖက်သူကိုပြောတာဆိုတာလေးတွေမှာနည်းနည်းသတိထားပါမိမိရဲ့အပြောဆိုလေးတွေကြောင့်တစ်ဖက်သူက မိမိကိုတန်တရားဝင်တာနောက်အထင်မြင်မှားတာမျိုးလေးခံတတ်ပါတယ်ဒီတော့ကံထောက်ဖက်ဖြစ်စီတဲ့ရည်ရအကောင်းလေးကိုဆံမပေးချင်ပါတယ်ကောက်ကြသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရည်ရကအိမ်နာပဝင်းချင်းမှာရှိနေတဲ့တက်ကြီးရွယ်ဦးလေးကိုစီးဝါတက်စာလူတန်းချင်းဖြင့်မိမိကဲကဲနေသောတပတ်တာ အလုံးစုံပြည့်လည်သွားပြီလို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်9ရက်9လ2025မှာ17ရက်9လ2025တပတ်တာစနီသားသမီးချင်းပြည့်စုရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်စနီသားသမီးချင်းပြည့်စုအလုပ်ကိုင်နေအင်တာနက်မှာကောင်းနေပါတယ်နာမည်ကုန်တရင်တက်ပဲတပတ်တာလို့လည်းတွေ့ရပါတယ်တန်မိုးကြီးသောပြည်စီများဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာတရင်များချမ်းအပ်တတ်ပါတယ် အိမ်နဲ့ပတ်သက်ပြီးတော့ဆိတ်ရှုပ်စရာတွေကျွမ်းဝတ်တက်ပါတယ်။ဆွေမျိုးသားချင်းစီမှာအကူညီကောင်းတွေထောက်ပံ့ကောင်းတွေကြံ့ကြံ့ကောင်းတွေရရှိစေမယ့်တပတ်တာပါ။ရန်အနေနဲ့လုံးဝလုံးဝမတွေ့ရပါဘူးရှင်မိမိအနေနဲ့ရန်အတိုက်အခံမရှိတဲ့အပြင်ချစ်သူခင်သူပေါ်လာပဲတပတ်တာလို့တွေ့ရပါတယ် အခြေအနေနဲ့ပတ်သက်ပြီးတော့အင်တန်မမျက်နှာတွေပွင့်နေတယ်ဆန်းပွင့်နေတယ်အင်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရသောအင်တော်ကြီးလို့မြင်ပါတယ်ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့ဂိမ်းစိတ်ပါလက်တစ်ချမ်းဟာခန္ဓာကိုယ်တစ်ချမ်းပေါ့နော်ခန္ဓာကိုယ်တစ်ချမ်းရဲ့အဲဒီလက်တစ်ဖက်ဟာကြိုက်ခဲနာကျင်နေတဲ့ဝေဒနာမျိုးတွေခံစားရတတ်ပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အရာရာမှာကိုယ်တည်ဥဆောင်နေရတာ ကိုဒီလုံးဆောင်နေရတယ်ဘာလေးပဲဖြစ်ဖြစ်ဥစည်းနေရတဲ့သူဆိုရင်ပို့ပြီးတော့မှပင်မန်းစရာတွေတစ်ခုပြီးတစ်ခုကြုံရတတ်ပါရဲ့ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေပါတယ်ထီထိုးကံစမ်းခြင်းနေဆိုရင်တော့သုံးတလုံးထီထိုးကံစမ်းလို့ရပါတယ်ငွေကြီးလက်လာပါများပွန်လန်းစီပဲတပတ်တာရှင်လန်းစီပဲတပတ်တာလို့မြင်ပါတယ်ကံနဲ့ပတ်သက်တဲ့ငွေတွေအစုလိုက်ပုံလိုက်ဝင်လာမယ်လို့တွေ့ရပါတယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိသည်ကိုလုံနေတန်လန်းနေကိုကမိသားစုအတွက်အလုပ်လုပ်နေတယ်ဒါမှမဟုတ်မိသားစုအတွက်ငွေကြေးကိစ္စပြောဆိုနေရတယ်ဒီလိုကိစ္စရမျိုးမှာတစ်ခါတည်းတစ်ချိန်တည်းမပြီးဘဲနဲ့အချိန်ချင်းခါခါလှုပ်ဆောင်နေရတာမျိုးလေးတော့ကျုံဝတ်တပါတယ်ဒီတော့စနေသားသမီးချင်းမိတ်ဆွေတို့အတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းလေးဆရာမပေးချင်ပါသေးတယ်စနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရည်ရာက မိမိနေအင်းကဗျမ်းမှာတာကူချိုတပကံလူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သောမိန်းလူတွေ့ရပါတယ်ရှင်